ုံခဲ့တဲ့သတင်းပတ်တွင်းကမြောက်ကိုရီးယားနိုင်ငံရဲ့အကြီးအကျယ်ဆုံးစီးရေးပြခန်းနာတစ်ခုကို တကယ်တော့ ICBM လို့ခေါ်တဲ့တိုက်ချင်းပစ်ဒုံးလက်နက်တွေကိုမြောက်ကိုရီးယားအစိုးရကစမ်းသပ်တီထွင်နေခဲ့တာ အချိန်တော်ကြာခဲ့ပါပြီ2018ခုနှစ်အတွင်းက Hwasong 14လို့နာမည်ပေးထားတဲ့တိုက်ချင်းပစ်ဒုံးကြီးမျိုးစားကိုနှစ်ကြိမ်စမ်းသပ်ပြလုပ်ခဲ့ပြီးတော့ကီလိုမီတာ1000ကျော်အထိရောက်ရှိခဲ့ပါတယ်တနီးယားပြည်တော်ဟွာဆောင်14ဂျုံကြီးကဥရောပနောက်ပိုင်းကနိုင်ငံတွေအထိရောက်ရှိနိုင်ပြီးတော့အမေရိကန်ပြည်အောင်စုရဲ့ နယ်နိမိတ်ထက်ဝက်လောက်ထိရောက်ရှိနိုင်စွမ်းရှိပါသည်နထောက်ဆက်ကုနှစ်ခုနှစ်ပြင်မှာပဲအဆင့်မြင့်တင်ပြောင်းလဲထားတဲ့ပွာဆောင်15တုံးကြီးကိုမြောက်ကိုရီးယားကထပ်မံစမ်းသပ်ပြုလုပ်ခဲ့ပြီးတော့ကီလိုမီတာ13000တိရောက်ရှိခဲ့ပြန်ပါတယ်ဒီကွာဝေးရာအမေရိကန်ရဲ့ဘယ်ဒေတာပဲပြီးနေကိုမဆိုရာကိုရီးယားဘက်ကအနုမြူလန်နန်နဲ့ပြစ်ခတ်တိုက်ခိုက်ဖို့အထိလက်လန်းမိသွားပြီလို့သတ်မှတ်ပါလိမ့်မယ်။ ယခင်စံတပ်ပြီးသားဖြစ်တဲ့ Huason 14နဲ့ Huason 15တုံးကြီးတွေဟာ new lanet table တစ်ခုစီကိုသာတည်ဆောင်းနိုင်ပါတယ်။အခုပွဲထုတ်ပြသခဲ့တဲ့ AMA တိုက်ချင်းပစ်